အော်စတြေးလျအသင်းအတွက်မမေ့နိုင်စရာအကောင်းဆုံးဂန်ဝင်းကစားမ5ဦးကျွန်တော်တို့အားလုံးမင်္ဂလာပါခင်ဗျာ 3K Corners ကနေအော်စတြေးပြိသက်တွေအားလုံးကိုကြိုဆိုပါရစေပရီးမီးယားလိခေဦးမှာအော်စတြေးဟာအကောင်းဆုံးအသင်းအသင်းဖြစ်ခဲ့တယ်မန်ယူနဲ့တူပရီးမီးယားလိချန်ပီယံဆုကိုအော်စတြေးအပြိုင်လူယူခဲ့ပြီးအခမ်းအနားဆုံးသမိုင်းကိုဖန်ဆင်းခဲ့ပါတယ်အော်စတြေးကရောက်လာပြီးတဲ့နောက်အော်စတြေးရာဇဝင်ဟာပို့ပြီးတော့လှပခဲ့ပရီးမီးယားလိသမိုင်းတစ်လျှောက်ဘယ်သူမှမပိုင်ဆိုင်ဘူးတဲ့ရုံးမဲမရှိချန်ပီယံဖြစ်လဲထဲဝါခဲ့တာပါပဲ ာဆဝင်းကရဲ့အာစတန်လီးပြားဘွားနောက်ဆုံးနေ့ရက်တွေဟာမလှပပေမဲ့သူဟာမမေ့နိုင်စရာဆွေအိုယောင်ကာလာကိုဖန်ဆင်းနိုင်ခဲ့တယ်။အဲဒီဆွေအိုယောင်ကာလာကအာစတန်ရဲ့ဂန်ဝင်းစားမား၅ဦးကြောင့်ကိုပြောပြခြင်းပါလေ။ရွန်ဘက်ရွန်ဘက်ကြောင့်စင်းစားရဲ့အနီအောင်စပင်းတွေကိုအမှတ်ရမိတယ်။လေမြန်မှုနဲ့ဆရာထက်တန်မှုကိုအမှတ်ရမိတယ်။တကယ်ဆိုရင်ရွန်ဘက်ကပရီးမီးယားလီးနဲ့အစိမ့်သက်သက်ဖြစ်ပေမဲ့ပရီးမီးယားလီးကနေထွက်ခွာချိန်မှာရွန်ဘက်ဟာမမေ့နိုင်စရာဂန်ဝင်းဖြစ်ခဲ့ပါလေ။ရွန်ဘက်ရဲ့အာစတန်စားမားဘွားပထမဆုံးပွဲမှာပဲမိုင်ဘက်ကိုဂိုးသွင်းနိုင်ခဲ့တာပါ။ လူစားမိတ်ကစားပါဖြစ်တဲ့ကစားကွင်းသားရခဲ့ပေမဲ့ရောဘတ်ကသူ့အစွမ်းကိုပြသနိုင်ခဲ့တာပါ2001 2002ရာသီမှာဖီရက်စ်ဒန်ပြဿနာရင်ဆိုင်နေရလို့ရောဘတ်ကပုံမှန်ကစားကွင်းရပြီးတော့အာစတန်ဖလားနှလုံးချန်ပီယံအောင်ပွဲမှာသူ့ရဲကောင်းဖြစ်ခဲ့ပါလေရောဘတ်ဖီရက်စ်အာစတန်ကဖီရက်စ်ကိုလွယ်တကူယုံကြည်ခဲ့တာမဟုတ်ပါဘူးအိုဗာမတ်စ်နေရာမှာအစားထိုးရအောင်အာစတန်ကရည်ရွယ်ပြီးတော့ခေါ်ယူခဲ့တာပါပရီးမီးယားလိရောက်ပြီး2လကြာတဲ့အထိဖီရက်စ်ကိုအာစတန်ရက်ဂျစ်စတာမလုပ်ခဲ့ပါဘူးဒါပေမဲ့ဖီရက်စ်ကသူ့အစွမ်းပြကွင်းရတဲ့ပထမဆုံးခိုက်တန့်လေးမှာပဲ ပရိသတ်သဘောကြောင့်ဆွဲဆောင်နိုင်ခဲ့တယ်။သူရဲ့ရိမ့်ွဲပြီးတော့ခံမန်းခက်လာတဲ့လိန်ခေါက်ကြောဖြတ်မှုတွေဟာပြိုင်ဘက်ခန်းစစ်ကစားမတွေအတွက်အိမ်မဆိုးဖြစ်ခဲ့ရတယ်။ဗီရပ်စ်ကသွင်းကိုတွေအတွက်လည်းအသင့်ရှိနေတတ်တယ်။ပြိုင်ဘက်ဂိုးဧရိယာထဲမှာအွန်နရီနဲ့အတူမဟာများတဲ့ကစားဟန်တွေတရုပ်ဖော်ခဲ့တာမမေ့နိုင်စရာပါ။အာစနယ်ကစားမဘွားဒုတိယရာသီမှာဗီရပ်စ်က73ဂိုးသွင်းပြီးတော့ဂိုးပန်တမှု78ကျိန်ပြုတ်လုံနိုင်ခဲ့ပါတယ်။အဲ့ဒီရာသီမှာကုံဆုံးရင်မက်စလာအတွင်းမှာအယုဒ္ဓယာရပြီးတော့ဗီရပ်စ်နားခဲ့ရပါမိမ့်။ ဘောလုံးကလောင်ရှင်များအစည်းအုံးကရွေးချယ်ချီးမြှင့်တဲ့ FWA တနစ်တာအကောင်းဆုံးကစားမစုကိုရခဲ့ပါတယ်။ VRS ကအာစနယ်အတွက်ပွဲပေါင်း300ကျော်ကစားခဲ့တဲ့မမေ့နိုင်စရာကစားမပါပဲ။ Vieira အာစနယ်အတွက်ဘရောမမေးမရနိုင်မဲ့တန်မဏိဖိုက်တာပါပဲ။ Vieira နဲ့ခစ်ပြိုင် Ryan King ကရုပ်ပိုင်းဆိုင်ရာတန်မာရန်လိုတာပဲကျွမ်းကျင်ပေမဲ့ Vieira ကတော့တန်မာမှုကိုညံရီပါပေါင်းဆက်ကစားနိုင်သူပါ။ Vieira ရဲ့ကွင်းလယ်ခံစက်မာကုံနဲ့တိုက်စစ်အမြင်ကထူးချွန်သလိုဂိုကန်သွင်းမှုတွေကောင်းတိုက်ချက်တွေကိုလည်းလုံနိုင်သူပါ။ ဗီရာပြင်သစ်အသင်းပေါ်ဟောင်းဒက်ဆယ်လီကဗီရာဟာတကိုးထဲမှာစွမ်းအင်နှမျိုးပါလာသူဆိုပြီးတော့ချီးကျူးခဲ့ပါတယ်။ဗီရာရဲ့အကောင်းဆုံးရေသွေးတစ်ခုကခေါင်းဆောင်မှုစွမ်းအင်ဖြစ်ပြီးတော့ပရီးမီးယားလိရဲ့ဂန်ဒဝင်အသင်းခေါင်းဆောင်ပါ။ဒင်းနစ်ဘာဂန်လေမြန်စီရမှာကြောက်ပေမဲ့ဒင်းနစ်ဘာဂန်ကပြိုင်ဘက်တွေကိုအယူလုံကြော်ဖြတ်ဖို့ရာကြောက်မနေပါဘူး။သူကစားတာလွတ်လပ်ပေါ်ပါလွန်ပြီးတော့ချွေးရောထွက်ရလားလို့ထင်မှတ်စရာပါ။1995ခုနှစ်မှာအာစနယ်အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ခြေရှင်ဖြစ်ခဲ့သူဘာဂန်က ဘောလုံးကိုနုပညာဆန်းစွာကစားပြခဲ့သူပါပဲ။ Honorary လို့ကစားမမျိုးကတော့ဘာကန်အရေးသွေးကိုတခုတ်တရချီးကျူးခဲ့တယ်။ဘာကန်မှာသူ့ရဲ့ကစားမပွားတစ်လျှောက်အကောင်းဆုံးအသင်းပေါ်ဆိုပြီး Honorary ချီးကျူးခဲ့ပြီးတော့ဘာကန်သာမရှိရင် Arsenal မှာသူဂိုးတွေအများကြီးသွင်းနိုင်မှာမဟုတ်ဘူးလို့ဝန်ခံခဲ့ပါတယ်။ Honorary Honorary လို့ကစားမမျိုး၂ယောက်မရှိနိုင်ပါဘူး။မော်ဆန်နဲ့မြန်ဆန်နဲ့ပါနတ်တယ်။ Free kick ကနေဂိုးသွင်းနိုင်တယ်။တအူးချင်းကြောဖြတ်ပြီးဂိုးသွင်းနိုင်တယ်။ခေါင်းတိုက်ဂိုးသွင်းနိုင်တယ်။မထေမှန်ထားတဲ့မာယာရီနဲ့ပြိုင်ဘက်ကိုလှည့်ပြားတတ်တယ်။ ကိုအသင်အနာရရှိအတွက်နီလန်းပေါင်းစုံသုံးတယ်။ရုပ်ပိုင်းဆိုင်ရာတန်ပါတယ်လို့စိတ်ဓာတ်ကလည်းပြင်းထန်တယ်။ Onary ရဲ့ twin ကိုအများစုကိုကြည့်လိုက်ရင်စွဲမက်ဖွယ်ရာတွေကြီးပါပဲ။ Arsenal ပရိသတ်တွေရဲ့နှလုံးသားတွေကနတ်ဖျားတစ်ပါးဖြစ်ပြီးတော့သူ့အကြောင်းစကားလုံးတွေနဲ့ပြည့်စုံအောင်ပေါ်ပြဖို့ရာမစွမ်းသာပါဘူး။ဟုတ်ကဲ့ပါဒီဘက်ကတော့လောက်ပါပဲမြတ်ကန်နာတို့ရောဒီထဲမှာဘသူ့ကိုအခိုက်ဆုံးနဲ့အမိုက်ဆုံးနဲ့ပြီးတော့နောက်ထပ်ဘသူတွေထပ်ပြီးတော့ဖြည့်ပြီးတော့ပြောချင်သေးလဲဘလို့အမှတ်တရတွေရှိလဲပြောပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနောက်တစ်ပတ်မှပြန်တွေ့ပါမယ်။